မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးသမရဖြစ်ရေမင်းအောင်လိုင်းရတရားချီနေပြီဆိုတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ် လွန်ခဲ့တဲ့ရက်သက်တပတ်ကုန်မှာစစ်ကောင်းဆောင်မဲအောင်လိုင်းဟာနှစ်ထောင်ပြည့်နှစ်တွေကတရိကန်ဒေတာတိုင်းမှုလုပ်ခဲ့တဲ့ကျိုင်းတုံကိုထတ်သွားပြန်ပါတယ်။နှစ်ထောင်20ခုနှစ်မှာဆင်အာနာသိမ်းပြီးနောက်ရှမ်းပြည်အရှေ့ပိုင်းကအဲ့ဒီမျိုးကိုတူသွားတာအကျိန်ပေါင်းမနေတော့ပါဘူး။အကျိန်တိုင်းမှာတူသွားရတဲ့အကြောင်းရင်းကအတူတူပါပဲ။မြမနီမြမဟန်ဂမ်ဘီယာအတက်နဲ့ရရရချေဖို့ဖြစ်ပါတယ်။သူ့ရဲ့အခုနောက်ဆုံးခီးမှာတော့ မြန်မာဘီရင်တွေရဲ့အဆောင်ရောင်၅ခုအနက်တစ်ခုဖြစ်တဲ့ယန္တနာတရဖူကို လောကတရဖူဖျားမှာမေလ24ရက်နေ့ကထပ်ပနာတည်ပါတယ်။သူနဲ့အတူ သူကိုးကွယ်တဲ့ယန္တရာအခါတော်ဘေးဖုံးကြီးဖြစ်သူ စကားမပြောတဲ့ဝစီဘိတ်ဆရာတော်လည်းပါလာပါတယ်။ သူတို့နှစ်ယောက်ကြားမှာဆက်ဆံရေးကမင်းအောင်လိုင်းအဲ့ဒီစစ်တိုင်းမှာတိုင်းမှုလုပ်တဲ့နှစ်ထောင်ပြည့်နှစ်တွေကစတင်ပါတယ်။အဲ့ဒီဘုံကြီးဟာအာနာသိန်းခေါင်းဆောင်ရဲ့နက်ခတ်ပေတဲ့အကြံပေးလို့အများကယူဆကြပြီးရဲရအအနေနဲ့ဆေယာနာသိန်းမှုစန့်ကျင်ဆန္ဒပြသူတွေကိုဥကောင်းကိုပြစ်ဖို့လုံခြုံရေးတပ်တွေကိုအမိန်ပေးဖို့အာနာရှင်မင်းအောင်လိုင်းကိုအခတော့ပေးသူလို့ဆွဆွဲခံရပါတယ်။ စစ်ကောင်းဆောင်ရဲ့ဖြုတ်ခွဲမှုအစောပိုင်းရက်တွေမှာတက်ဖြတ်ခံရတဲ့ဆန္ဒပြသူအများစုဟာဥကောင်းမှာကြီးစံဒဏ်ရာနဲ့တည်ဆုံကြပါတယ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာဝစီပိတ်ဆရာတော်ရဲ့လမ်းညွှန်မှုနဲ့2015ခုနှစ်ကလေးကတည်ထားတဲ့ကျိုင်းတုံမျိုးစုံကဗုဒ္ဓဥယျာဉ်မှာလဲဖျားတဆူကိုအနေကစားတင်ခဲ့ပါတယ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကဒီဇင်ဘာလအတွင်းရွေးကောက်ပွဲလုပ်ဖို့တွန်းအားပေးနေချိန်မှာအခုအခမ်းအနားကိုသူတို့နှစ်ယောက်ပြုလုပ်တာဖြစ်ပါတယ်မြန်မာပြည်ကမြန်မာကပြည်သူအများကတော့အဲ့ဒီရတနာတရ က်ဖို့နှူတာဟာရရလိုပဲမြင်ကြပါတယ်။ကံစိုးမှုတွေကိုရှောင်ပြီးကံကောင်းခြင်းဖြစ်စေမဲ့မြမဘာသာရေးရရပေါ်မြမဘင်းနေနန်းတက်တဲ့တရက်ဖူပုံတူကိုထပ်ပနာတာဟာသူတမရဖြစ်ဖို့အခွင့်အရေးကိုကန်တက်စေဖို့လို့မြမပြည်သူတွေကနားလည်ကြပါတယ်။ စစ်ကောင်စီကောင်ဆောင်မယောင်လိုက်ဟာတမနာဖြစ်ရေးစိတ်တကြားအတွက်ကြော်ကြားနေတာအတော်ကြာပါပြီ။နိုဝင်ဘာလရွေးကောက်ပွဲမတိုင်ခင်လအတန်ကြာ2020ပြည့်နှစ်အစောပိုင်းမှာမယောင်လိုက်ဟာဝစီဘိတ်ဆရာတော်ရဲ့လမ်းညွှန်မှုနဲ့ဗကန်ရှေအောင်ထီလိုမင်းလိုဖះမှာထီတော်တင်ခဲ့ပါတယ်။ရှေအောင်ထုံတန်းအစင်လာရ ဒီလိုမင်းလိုဖះမှာလူတန်းတဲ့ဘယင်တွေဟာဖုံးကန်တက်ပြီးထိနှက်ရှည်ကြစေတယ်လို့ယုံကြည်ကြပါတယ်ဖះရဲ့ဘွဲတော်ဟာဗမာဘယင်တွေရဲ့အဆောင်ရောင်ထိနှက်တောင်းတယ်လို့အဓိပ္ပာယ်ရပါတယ်စစ်ကောင်းဆောင်မင်းအောင်လိုင်းအတွက်မျှော်လင့်ချက်တွေဟာစစ်တပ်လက်ဝေကန်ပြည်ထောင်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP 2020ပြည့်နှစ်ရွေးကောက်ပွဲမှာလွတ်တော်နေရအနည်းဆုံး26ရာခိုင်နှုန်းနဲ့အနိုင်ရရေးအပေါ်မူတည်ခဲ့ပါတယ်အဲ့ဒီ26ရာခိုင်နှုန်းရရင်စစ်တပ်ကခံတဲ့25ရာခိုင်နှုန်းနဲ့ပ ောင်းလိုက်ရင်တမရဖြစ်ဖို့လုံလောက်တဲ့အမဲရပါပြီ။ဒါပေမဲ့အဲ့ဒီရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NND ကတောင်ပြိုကမ်းပြိုနိုင်တဲ့အခါသူ့အိမ်မက်ဟာတစစီပြိုကွဲသွားပါတယ်။အဲ့ဒီအိမ်မက်ကိုပြန်လဲအသက်သွင်းဖို့သူအာနာသိမ့်ပြီးအရက်သားအစိုးရကိုဖြုတ်ချကာနိုင်ငံကိုဖျို့ဖျဲဖြစ်စေခဲ့ပါတယ်။ မြန်မာပြည်သူတွေရဲ့အမြင်မှာတော့အခုနောက်ဆုံးလုပ်တဲ့ဘာသာရေးဓလေ့ထုံတမ်းဟာလာမယ့်ဒီဇင်ဘာရွေးကောက်ပွဲအတွက်ပြင်ဆင်တဲ့ရည်ရည်အထက်ဘာမှမပေါ်ပါဘူး။မလ28ရက်နေ့ငလင်ကစကိုင်းမန္တလေးနဲ့ ူ့ရဲ့ဌာနချုပ်နေပြည်တော်မှာအကြီးအကျယ်ပြက်စီးပြီးနောက်စစ်ကောင်းဆောင်ဟာသူ့စစ်ကောင်းစီအတွက်နမိတ်မကောင်းဘူးလို့ယူဆတဲ့အတွက်အေဗီလာမှာရှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့မှာဖျားအနေကစားတင်ပြီးတုံ့ပြန်ကကန့်စိုးမှုတွေကိုရှောင်ရှားဖို့ကောင်းမှုကုသိုလ်ရှာပါတယ်သူ့ရဲ့လုပ်ရက်တွေဟာအမြဲတမ်းတွေ့နေကြပုံစံအတိုင်းပါပဲမိုးခါဆိုင်ကလုံးမုန်တိုင်းကမြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်မှာတိုက်ခိုက်ဖျက်ဆီးမှုမတိုင်မီတရက်လို2023ခုနှစ်မေလ23ရက်မှာမင်းအောင်လိုင်းဟာဗုဒ္ဓဥယျာဉ်ရှိဝစီဘိတ်ဆရာတော်တည်ထားတဲ့ ဖျားအနေကစားတင်ရင်ကုညီကယ်ဆယ်ရေးအစီအစဉ်တွေကိုရှောင်ရှားခဲ့ပါတယ်မြန်မာစစ်ကောင်းဆောင်တွေဟာအရန်အယူသေးတယ်လို့အမည်ဆိုးကြော်ကြားကြပြီးနက်ခတ်ဗေဒင်ဂမ်ဘီယာဂနန်းဗေဒင် အောက်လန်းနဲ့ရေရီယာကိုမကြာခဏအားကိုးကြပါတယ် သူ့ရင်စစ်ကောင်းဆောင်တွေရဲ့ခြေလှမ်းကိုလိုက်နေပြီးစစ်ကောင်းဆောင်မေအောင်လိုင်ဟာသူ့အုပ်ချုပ်ရေးတရားဝင်စီဖို့ဗဏ္ဍများတွေနဲ့စင်ဖြူတွေကိုဂမ်ဘီယာအဆောင်ရောင်တွေအဖြစ်သုံးပါတယ်စစ်ဘိုလ်ချုပ်တွေဟာအဲ့ဒီလိုရှားပါပစ္စည်းတွေဖြစ်တဲ့ကြီးမားတဲ့ဗဏ္ဍများတွေတမင်ဖြူဆွဲနေတဲ့စင်ဖြူတွေတွေ့ရှိတာကိုသူတို့ရဲ့တော်ဝင်မှုမင်းကောင်းမင်းမြတ်အဖြစ်မြင်ကြပါတယ်ဒါပေမဲ့မေအောင်လိုင်ကတော့အရင်ဘိုလ်ချုပ်တွေထက်တာလွန်ပြီးအာနာသိမ့်ပြီးတနည်းလောက်မှပဲကြီးမားတဲ့ဗဏ္ဍများကြီးတစ်လုံးနဲ့စင်ဖြူတစ်ကောင်တွေ့ချောင်းကြီးညာပါတယ်လွန်ခဲ့တဲ့၄ ှစ်အတွင်းမှာစစ်ကောင်းဆောင်ဟာဖျားတွေကိုထိတော့ပြန်တင်ရင်အလုတ်တွေများနေခဲ့ပြီးတနိုင်ငံလုံးလက်နက်ကင်ပုံကံမှုကိုအနိုင်ရဖို့အတွက်ကံကောင်းအောင်ဖျားတစုကိုရေးတက်ပေးဖို့ရုရှားနိုင်ငံမော်စကိုထိတောင်သွားခဲ့ပါတယ်ဖျားအနေကစားတင်တဲ့သူစိတ်တစားကသူ့မှာတမရယူယူပြီးပူလောင်နေကြောင်းပြသတဲ့အထောက်အထားပဲဖြစ်တယ်လို့မြင်ကြပါတယ် ဥနေဝင်ကရန်ကုန်မှာမဟာဝိဇယဖရာတီပြီးသူ့ကိုဆက်ခံသူဦးတန်းရွှေကစေုပ်စုရဲ့မြို့တော်တင်မှာရွှေတကုံဇီရီတော်နဲ့ပုံစံတူဥပ္ပါဒတန်နီဇီရီတော်ကိုအနိကစားတင်ပါတယ်မဲအောင်လိုက်ဟာသူတို့ခြေရာလိုက်နေပြီးနေပြည်တော်မှာကမ္ဘာအကြီးဆုံးထိုင်တော်မူဖရာလို့ခေါ်တဲ့ဖရာကိုတီပြန်ပါတယ် အဲ့ဒီမာရဝီဇီယဗုဒ္ဓဆင်းတူဟာမြန်မာစစ်တပ်ရဲ့အဆောင်လက်ဖွဲ့ကိုးကနန်းနဲ့ကိန်ခံအရာဆက်ဆက်နေပါတယ်မာရဝီဇီယဆိုတဲ့ဘွဲဟာမာရအန္တရာယ်ကိုအောင်းနိုင်ခြင်းလို့အဓိပ္ပာယ်ရပါတယ်2022ခုနှစ်ဖေဖော်ဝါရီလမှာမင်းအောင်လိုင်းဟာမကွေးတိုင်းကသူမွေးဖွားတဲ့မင်းဘူးနဲ့ကီလိုမီတာ20လောက်ပဲဝေးတဲ့ပွင့်ပြူမြို့နယ်ကကြေးရွာစည်းရီတော်တစုကိုပြန်လဲထီးတင်တော့ပြန်လဲထီးတော့တင်ပါတယ်သူကဖះရဲ့ဘွဲတော်ကို တက်တာဗရောင်းကနေစက်ကြဗရောင်းအဖြစ်ပြောင်းနေပါတယ်အခါတော်ပြီးနက်ခတ်ဘေးဒင်းစရာတွေရဲ့အဆိုအရသူဟာဘရင်အားလုံးရဲ့ဘရင်စက်ကြဝရီမင်းဖြစ်ဖို့မျှော်လင့်လို့ဖျားပွဲကိုအဲ့ဒီလိုပြောင်းလာလို့သိရပါတယ်အဲ့ဒီထီးတင်ပွဲတွေမှာစစ်ကောင်းဆောင်ဟာအစင်လာစကားအဖြစ်အောင်ပြီလို့သုံးကောင်အော်ပြီးဘာသာရေးအခမ်းအနားအောင်မြင်စွာပြီးတဲ့အထိမ့်မဲ့လုပ်ပါတယ်ဒါပေမဲ့သူပစက်ကအဲ့ဒီစကားဟာရန်သူတွေကိုနိုင်ဖို့မျှော်လင့်ချက်နဲ့အော်တဲ့ရတရာလို့အတိပဲရကြောင်းယူဆကြပါတယ် သူဖြုတ်ချခဲ့တဲ့ရွေးကောက်ခံအစိုးရရဲ့ပါတီ မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NND နဲ့ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ကိုအဓိကကြတဲ့ဒီမိုကရေစီပါတီတွေကိုဖျက်သိမ်းပြီးနောက်မင်းအောင်လှိုင်ဟာဒီတစ်ခါမှာတော့ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီးစိတ်ပူစရာမလိုဘူးစစ်တပ်လက်ဝေကန် USDP ဟာဒီဇင်ဘာရွေးကောက်ပွဲမှာအများစုနိုင်ပြီးအတူရောင်လွှတ်တော်ကိုလွှမ်းမိုးကသူ့ရဲ့ကာလကြာမြင့်မီဖြစ်တဲ့တမနာဖြစ်ရည်ရည်မှန်းချက်ကိုဖြည့်ဆည်းဖို့လမ်းခင်းပေးမဲ့လမ်းကြောင်းမှာရှိနေတယ်ဒါပေမဲ့မင်းအောင်လှိုင်ဟာတေးချအောင်လှုပ်ချင်ပြီးရည် ရာဟာသူ့အတွက်တဘာဝအလုံးအသက်အာမခံဖြစ်နေပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူတွင်စစ်ကောင်စီတပ်မှလက်နက်ချအလင်းဝင်လာသူနဲ့စစ်တုံးပန်း60အထိရှိလာတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။ ရခိုင်ပြည်နယ်ကြောက်ဖြူတွင်စစ်ကောင်စီတပ်နှင့်အာရခတပ်တော် AA တို့အကြားထိတွေ့တိုက်ပွဲများမကြာခဏဖြစ်ပွားနေပြီးစစ်ကောင်စီဘက်ကအထူးကိအကြဆုံးများကလက်နက်ချအလင်းဝင်သူနှင့်ဖမ်းဆီးရမိသည့်စစ်တုံးပန်းစုစုပေါင်း60ခန်းထိရှိလာနေသည်ဟု AA နှင့်နီးစပ်သည့်စီရေးတရင်ချင်းမြစ်ထံမှသိရပါသည်လုံးလုံးစဲမှာလက်နှက်ချအလင်းဝင်လာတဲ့လူတွေဖန်းစီမိတဲ့လူတွေကစုစုပေါင်း50 60လောက်တော့ရှိပါတယ်ဟုအသက်30ရွယ်ကြောက်ဖြူဒေတာကန်စင်ရေးတရင်ရင်းမြစ်တို့ကဆိုပါတယ် စစ်ကောင်စီတပ်သားများမှရဲဘော်ချင်းချင်းညှိနှိုင်းမှုများပြုလုပ်နေပြီးအာရခတပ်တော်ထံသို့ဝင်ရောက်လာမှုများလည်းရှိနေသည်ဟု၎င်းကဆက်ပြောပါရယ်တရင်လိုက်ဝင်လာတာတော့မရှိပါဘူးရဲဘော်ချင်းချင်းညှိနှိုင်းပြီးတော့ဝင်လာကြတာမျိုးပါနေတိုင်းကြီးတော့ဝင်လာတာမဟုတ်ပါဘူးရဲအတိတ်ကြတော့မဟုတ်ဘူးပေါ့၁၀ရောက်တစ်ဖက်၄ရောက်တစ်ဖက်ဝင်လာတာမျိုးတွေရှိတယ်ဟု၎င်းကဆိုပါရယ်လက်နေချအလင်းဝင်သူများတွင်ဒုဗိုလ်မှူးကြီးဗိုလ်မှူးကြီးတရင်မှူးအဆင့်ဗျူဟာမှူးအဆင့်ရှိသူများနဲ့တပ်ဖွဲ့ဝင်များပါဝင်သည်ဟုလည်းသိရပါရယ် ပြီးခဲ့တဲ့မေလ30ရက်တွင်လည်းတိုင်းစစ်ဦးစီးမှုဒုတိယဗိုလ်မှူးကြီးကျော်လင်းကျန်အပါအဝင်တပ်ဖွဲ့ဝင်15ဦးကိုအေအေကလက်ရဖမ်းမိခဲ့ပါသေးတယ်။ယခုအရေအတွက်60မှာအေဘီလနဲ့မေလတွင်အလင်းဝင်ရောက်လာသူများနဲ့ဖမ်းဆီးမိသူများဖြစ်ပါတယ်။ အေအေနဲ့စစ်ကောင်စီတို့ကြားအကြောက်ဖြူတင်တိုက်ပွဲစတင်ဖြစ်ပွားသည်မှာပြီးခဲ့တဲ့2024ဒီဇင်ဘာကလေးကဖြစ်ပြီးအခုနှစ်မေလအတွင်းမှာတိုက်ပွဲများပိုမိုပြင်းထန်လာခြင်းဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့ကြောက်ဖြူတင်လေးချောင်းဖြင့်၎င်းရေတက်နေပြည်များမှ၎င်းခုခံတိုက်ခိုက်မှုများရှိနေသည်ဟုလည်းသိရပါတယ်ကြောက်ဖြူတင်ခလာရ43ခမာရ943ခမာရ942အမတ်32ရက်တက်ရင်နဲ့ဒညဝရီရေတက်ဌာနချုပ်တို့အားစစ်ကောင်စီကတက်ဆွဲထားခြင်းဖြစ်ကြောင်းသိရှိရပါတယ်